အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ပပြပါဆေးဝင်ဆောင်ပြတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။မလင်နယ်ပေးသည့်ဒေသများမှာယာယီစာတင်ကြောင်းများတိစောက်ထားမယ်ဆိုတဲ့တင်။ပေါရဟမင်းကြီးရဲ့စာပနာမှာဆက်ပြီးမရဖို့အတွက်တားမြစ်ထားခဲ့ရတဲ့တင်။စိတ်ကမ်းမှာပေါက်ကွဲမှုဖြစ်ပေါ်တာကြောင့်ရှေ့ဦးတိဆုံက950တန်းရခဲ့တဲ့တဲ့။အင်္ဂလန်ကလပ်တစ်ခုခုကိုရော်နယ်ဒိုဝယ်ဝယ်ရှိနေတဲ့တဲ့ပါဝဲအစားရှိတဲ့တည်ရင်းပြပါစေဝင်စားဖွဲ့ရတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ငလင်နယ်ဘေးဒေသများမှာရာသီစတင်ကြမ်းတ်တိဆောက်သွားမယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာပါ။အင်အားပြင်းငင်းလင်းကြောင့်စာတင်ကြောင်းများပြိုကျပျက်စီးသွားတဲ့ဒေသများမှာကြားရေးစာတင်ကြောင်းများတည်ဆောက်မှာဖြစ်တယ်လို့သိရပါဗျ။ 2025-2026ပညာသင်နှင့်တက္ကသိုလ်ဒီဂရီကောလိပ်နှင့်အရှိခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်လုပ်ငန်းညီနိုင်စည်းဝေးမှာအထက်ပါအတိုင်းထိုးထွင်းပြကြခဲ့ခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ငလင်းတခန်ကျောင်းများအနေနဲ့နှစ်သုတ်သက်စနစ်နဲ့ဖွင့်လှစ်တော်မှာဖြစ်တယ်လို့သိရပါတယ်။ဇွန်လ2ရက်နေ့မှာအရှိခံပညာထက်သန်းဆက်တင်ကျောင်းများအလုံးပြန်ဖွင့်မှာဖြစ်ပါတယ်။ဒါအပြင်ငလင်းတန်းကျောင်းအဖြစ်လွားရီမိနာပစီသွားတိုင်းနေတာကြီးပြည်နေများအတွက်တက္ကသိုလ်ဝန်ဆောင်မှုဝဲကိုလည်းဇွန်လ16ရက်က21ရက်နေ့ထိပြန်လည်ကျင်းပတော်မှာဖြစ်တယ်လို့သိရပါတယ်။ ယ်။မြန်မာနိုင်ငံအတွင်းမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်စတင်ပေါင်းကြာ2000ပြစီခဲ့ကငလင်ပေးတဲ့လူရေ43000တန်းကျော်သည်တန့်ရှင်ရင်နဲ့ပြန်ထူထောင်ရေးအပြင်ကုညီကဲဆေးရေးများအရေးပေါ်လိုအပ်နေရလို့ UN ရှာမြန်မာရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။ဆလာပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။ပုတ်ရဟမင်းကြီးရဲ့စာပနာမှာဆက်ပြီးမြဲဖို့အတွက်တားမြစ်ထားကြရပါတယ်။ ီသတင်းကိုတော့ညင်းကြောင်းဝါပြပို့လာပါအီတလီနိုင်ငံဗာတီကန်မှာကျင်းပပြုလုပ်ခဲ့တဲ့ပုံရဟန်းမင်းကြီးရဲ့စာပနာခမ်းနားမတိုင်ခင်မှာလာရောက်အယုဒေပြည်သူတွေကိုဆယ်ဖီမရိုက်ဖို့နဲ့တပုတ်နေမရိုက်ဖို့အတွက်တမ်းမြူခဲ့ရတယ်လို့သိရပါတယ်လာရောက်အယုဒေပြည်သူတွေဟာပုံရဟန်းမင်းကြီးရုပ်ကလန်နဲ့ဆီဖီရိုက်တာတွေဓာတ်ပုံဗီဒီယိုရိုက်တာတွေပြုလုပ်ပြီး online ပေါ်တင်ခဲ့ကြတာဖြစ်ပါတယ်။ လာရအယုတ်တိပြည်သူတွေမြပြလုံးတယ်လို့ဆာဖင်းနဲ့ဓာတ်ပုံဗီဒီယိုတွေကြောင်းကြံ့ကြာရတဲ့အပြင်မလိုလားအတဲ့နောက်ရှက်ဖြစ်တာတွေဖြစ်ပေါ်လာတာကြောင့်တာဝန်ရှိသူတွေကဆာဖင်းနဲ့ဓာတ်ပုံဗီဒီယိုတွေမရဖို့အတွက်တိုက်မြင့်ထားကြရပဲဖြစ်ပါတယ်။ဟိုရဟမင်းကျေရုပ်ကလပ်ကိုအများပြည်သူတွေလာရောက်အရေးတည်ဖို့အတွက်ခွင့်ပြုထားချိန်မှာလာရောက်အယုဒိပြည်သူဦးရေဟာ25000ကျော်တင်မြှားခဲ့တာကြောင့်ဆာဗီနဲ့ဓာတ်ပုံဗီဒီယိုရိုက်သူတွေကြောင့်အနောက်ရှက်ဖြစ်တယ်လို့တွေးရှိခဲ့လို့တမ်းမခဲ့ရဖြစ်တယ်လို့သိရပါဗျ။ နောက်ထပ်နိုင်ငံတကာအသင်းသဘောကိုတင်ဆက်ပေးကြပါရစေ။စိတ်ကဲမပေါကုံးဖြစ်ပွားတာကြောင့်ရှေ့ဦးတည်ဆုံ950တန်ရရခဲ့ပါတယ်။ ဒီသတင်းကိုတော့ညင်းကြောင်းဝါပြပို့လာတာပါနိုင်ငံတောင်ပိုင်းမှာရှိတဲ့စိတ်ကန်တစ်ခုမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်တိုက်ဆုံးသူရှေ့ရှိခဲ့ပြီးတော့ဒဏ်ရာရရှိသူ950ဦးကျော်ရှိခဲ့တယ်လို့အီရန်ဆိုရကသတင်းထုတ်ပြန်ခဲ့လို့သိရပါတယ်အီရန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ host mogan စိတ်ကန်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးစိတ်ကန်မှာရှိတဲ့ဓာတ်ပစ္စည်းတွေတည်ဆောင်းလာတဲ့ကုတိန်နာတွေကနေပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ် ။ပောက်ကန်းပြပါပြီးနောက်မှာ host morgan စိတ်ကန်းနဲ့ဆက်ဆက်နေတယ်။တခြားစိတ်ကန်းတွေမှာဓာတုပစ္စည်းတွေပါဝင်တဲ့ကိုတိန်နာတွေရှိနေတာကြောင့်ကယ်ဆယ်ရဲ့အဖွဲ့တွေနဲ့စိတ်ကန်းတာဝန်ရှိသူတွေနဲ့ကြိုးကျင်နေသူတွေဟာပောက်ကွဲမှုတွေထပ်မံမဖြစ်ပွားအောင်အရေးပေါ်လုပ်ငန်းတွေကိုတတိပြုလှုပ်ဆောင်ခဲ့တယ်လို့အီရန်ဆိုရရဲ့ပြောရေးဆိုခွင့်ရှိသူဖာဒီမာမိုဟာဂျီယာနီကပြောကြားခဲ့ပါတယ်။အီရန်ပြည်ထောင်ဝင်ကြီးအက်စကန်နာမိုမီနာဟာပောက်ကောင်းပြပွားခဲ့တဲ့နေရာအထိသွားရောက်ပြီးတော့ပြပွားရတဲ့အကြောင်းရင်းကိုဆုံးမဆက်ဆဲမှုတွေလှုပ်ဆောင်ရမှာဥဆောင်နေရလို့သိရပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းလာကတော့မြန်မာရှေ့ရဲ့အခါစားတင်းတဲ့ပုဂ္ဂိုလ်တင်ဆက်ပေးခြင်းပါတယ်။အင်္ဂလန်ကလပ်တစ်ခုခုကိုရော်နယ်ဒိုဝဲဝဲရှိနေတယ်လို့သိရပါတယ်။ဒီတဲ့င်းကိုတော့ငင်းကြအောင်ပါပို့လာပါ။အန်နာစာတဲမှာကစားနေတဲ့ကမ္ဘာအရှမ်းသားဆုံးဘလုံးသမားဖြစ်တဲ့ရော်နယ်ဒိုဟာအင်္ဂလန်အခြေစားကလပ်အသင်းတစ်ခုခုကိုဝယ်ယူပြီးကလပ်အသင်းပိုင်ရှင်အဖြစ်ရင်းနှီးမြှုပ်နှံပွဲရှိနေတယ်လို့သိရပါဗျ။ ကမ္ဘာကျရုပ်ရှင်မင်းသားတွေဖြစ်တဲ့ Ryan Reno နဲ့ Mason Hanny တို့လိုပဲယဉ်နေခဲ့တဲ့ Western အသင်း၃နှစ်စတိုင်တန်းတက်ပြီး Championship ကိုရောက်ရှိခဲ့ပြီးတဲ့နောက်မှာ Ronaldo ကအင်္ဂလန်ကလပ်အသင်းတစ်ခုခုကို Well ယဉ်နေမြုံနယ်မှုအတွက်ဆက်ဝင်စားလာတာပါ။ Ronaldo က Man United အသင်းကို Well ယဉ်နေမြုံနယ်ခြင်းတယ်လို့ပြောကြခဲ့ဘူးသလိုဘောလုံးသမားဘဝကအနာယူတဲ့အခါအင်္ဂလန်ဘောလုံးလောကမှာတနင်္လာနေ့ဆက်လက်ရှင်သန်တယ်လို့လည်းပြောကြခဲ့ဘူးပါတယ်။ အကစားစီပွားရေးနဲ့ပတ်သက်ပြီးတော့ကျင့်သူတွေကရိုနယ်ဒိုအနေနဲ့အင်္ဂလန်ကလပ်တစ်ခုကိုဝယ်ယူနေမြုံနေမယ်ဆိုရင်ဝက်ဇန်လိုပဲလိနေအောင်မှာကစားနေတဲ့ကလပ်တစ်ခုကိုဝယ်ယူသင့်တယ်လို့အကြံပြုထားရလို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ24နာရီနေ့ကတည်းကနေပဲဖြစ်ပါတယ်။တိကျအားပေးကြပါတဲ့များအားလုံးကျမရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။